ီကနေ့မှာတော့ဗမာဆံများပြည်သက်ကြီးတို့အတွက်ဂျပန်နိုင်ငံရဲ့ခေတ်ဆက်ဆက်စစ်ပွဲတွေမှာသုံးမြူခဲ့ကြတဲ့အထင်ကရဓာတ်တိုင်းပညာရဲ့တခုဖြစ်တဲ့ကန်တိုအကြောင်းကိုဗုဒ္ဓရအနေနဲ့ပြောပြပေးခြင်းပါတယ်ရှင်။ကန်တိုရဲ့တဝိုင်းအကြောင်းကိုပြောဖို့ဆိုရင်တော့အရှင်ဆုံးကန်တိုအကြောင်းကိုရှင်းလင်းရမယ်လို့ထင်ပါတယ်။ကန်တိုဆိုတာပါလေဆိုပြီးလူတော်များများကိုမေးကြည့်တဲ့အခါမှာတော့ကန်တိုကဓာလီဆိုပြီးတော့ဖြေကြတာကိုတွေ့ရပါလိမ့်မယ်။ဘာကြောင့်ကန်တိုကိုဓာလို့ထင်ကြတာလဲ။အကြောင်းကတော့ ဂျပန်ဟာအမျိုးမျိုးသောဓာတ်ကောင်းတွေပိုင်ဆိုင်ထားတဲ့နိုင်ငံတွေတွေကတနိုင်ငံဖြစ်နေလို့ပါဂျပန်ဓာတ်တွေကကမ္ဘာတဝန်းမှာနာမည်ကြီးတယ်လို့ဓာတ်လုပ်ပုံလုံးကြီးကလည်းအင်မတန်မှရှုပ်တွေးခက်ခဲလွန်းလာပါတယ်ဂျပန်သားပြုလုပ်တဲ့ကတတုရိုင်းရဲ့အခြေခံဖြစ်တဲ့တဲတဲ့နဲ့လှုပ်ထားတဲ့အရေးသွေးမြေထမဟာကနေဒါမှမဟုတ်ကြောက်မြတ်တမဏိကိုအသုံးပြုရပါတယ်အဲ့ဒီတမဏိကိုထက်တဲ့ခါကအပူပေးအေးခံမိဖို့ပုံသိမ့်ပြီးမှကတနာလို့ခေါ်တဲ့ ဂျမန်ဆာမူရိုင်းနေဂိုင်ဆိုင်နေဓာရှိကိုရရှိတာဖြစ်ပါတယ်။ကန်တိုဆိုရလဲလူအများတင်တာတလို့ဒါနစင်မဟုတ်ပဲတချိန်က ထိုကတနာဓာကိုအသုံးပြုကတိုက်ခတ်ရတဲ့ဓာတိုက်ပညာရဲ့ကံကျင့်စုဖြစ်ခဲ့ပြီးတော့ယခုချိန်မှသာဓာဆေဆာဝါဓာကို အသုံးပြုတဲ့ကန်တိုတိုင်းပညာဆိုပြီးအမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးလဲကန်တိုကဓာမို့ကြောင့်သိရပြီဆိုတော့အခုဆက်လက်ပြီးကန်တိုဖြစ်တည်လာရတမိုင်းချောင်းကိုဆက်လက်ပြီးတော့နားဆင်ကြည့်လိုက်ရအောင်နော်။ရှင် ဒါလို့အဓိပ္ပာယ်ရှားတဲ့ကံနဲ့လမ်းကြောင်းလို့အဓိပ္ပာယ်ရှားတဲ့တို့ဆိုတော့ကံတို့ကိုဓာတစင်းရဲ့လားရလို့ကြပြဆန်းဆန်းသတ်မှတ်လိုက်ကြတာပေါ့နော်ကံတို့ဆိုတာကဂျပန်ရိုးရာအတိုင်းတစ်မျိုးဖြစ်ပါတယ်ကျမတို့စကားထဲမှာမြင်နေကြဖြစ်တဲ့တန်ကြက်ကဝတ်ကတစ်သားသားနဲ့ကစားရတဲ့ဓာတိုင်းပါပဲကံတို့ဖြစ်တရာမူလအစကိုပြောရမယ်ဆိုရင်တော့အချိန်အားဖြင့်ကိုရစုနဲ့ဂျပန်နိုင်ငံမြောက်ပိုင်းမှာနေထိုင်ကြပြီးတန်ကြက်ကတက်ဆက်ဝဲထဲမှာပါဝင်ကြတဲ့မျိုးနွယ်စုတစ်ခုက စစ်ပွဲမှာအသုံးပြုဖို့အတွက်ကန်ချစ်စုဆိုတဲ့နာမည်နဲ့ဖန်တီးခဲ့ကြတာပါ။တီးကြတဲ့ဒိုင်းအီတိုင်းပညာတစ်ခုအနေနဲ့ဖန်တီးခဲ့ပြီးရဲမက်တွေကိုတင် जा ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ပိုင်းစန်းကုတ်ကုခေရောက်တဲ့အချိန်မှာတော့တိုင်းခွက်တွေကတပြေးပြေးနဲ့တိုးတက်ပြေဆောင်လာခဲ့ပြီးဆာမူရိုင်းတို့ရဲ့စစ်ပွဲတွေနဲ့၎င်းတို့ရဲ့တူဂျီစီချင်းထုံးပွဲတွေမှာအသုံးပြုလာခဲ့ကြပါတယ်။ထို့အချိန်ကဂျပန်မှာပြည်တွင်းစဉ်ဖြစ်ပွားနေတဲ့ကာလတစ်ခုဖြစ်ပြီးတော့ ထိုစစ်ပွဲတွေမှာများပြားလာတဲ့ဆာမူရိုင်းတွေပါဝင်ခဲ့ကောရာစုံနဲ့တခုစာလုံးတူးနဲ့တူတိုက်ခိုက်ခဲ့ကြတာပါ။တမိုင်းကြောင့်ရုပ်ရှင်နှစ်သက်သူတွေအတွက်တော့ဒီလိုများပြားလာတဲ့ဆာမူရိုင်းတို့ရဲ့စစ်ပွဲကအတော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုဖြစ်နေမှာပါ။ဒီလိုနဲ့ဂျပန်ပြည်တွင်းစစ်ပီးအီတိုခိကိုရောက်လာချိန်မှာတော့တိုင်းပြည်အစိုးရကပြည်တွင်းငြိမ်းချမ်းရေးအထုတ်ရှင်တည်တန်းစီဖို့ဆာမူရိုင်းစစ်သည်တော်တွေကိုတိုက်ပွဲမြေပြင်တွေကိုထပ်မံဝင်ရောက်ပြီး ဓာတ်သွေးခွင့်မပြုဖို့အတွက်ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒါအပြင်စစ်ပွဲတွေမှာအသုံးပြုတဲ့တိုင်းပညာကိုထိန်းသိမ်းဖို့နဲ့ကိုကိုကိုကာကွယ်တပ်ဖို့ရည်ရွယ်ချက်နဲ့ကိုကံပညာကျောင်းတွေကိုဂျပန်နိုင်ငံတွင်မှဖွင့်လှစ်ခဲ့ကြပါတယ်။ထို့ကြောင့်ဒီမှာဆာမူရိုင်းတို့ရဲ့လက်ပလာတိုက်ခိုက်တဲ့တိုင်းပညာဖြစ်တဲ့ဂျိုဂျီစုပညာအပြင်၎င်းတို့ရဲ့ဘိုးဘေးပြည်ပြင်ဆက်ကံခဲ့ကြတဲ့ဒိုင်းရင်ပညာဖြစ်တဲ့ကန်ချင်းစုတို့ပါဝင်ခဲ့ပါတယ်။၁၈ရာစုကာလမှာဂျီရှိကာကေတိုင်းချောင်းက ားပနုကဘိုကူလို့ခေါ်တဲ့အလေးချိန်ပေါ်တဲ့တန်ချက်ကဝင်းစုံနဲ့ရှီနိုင်လို့ခေါ်တဲ့ဝါးနဲ့ပြစ်လုထားတဲ့ဓာတ်ကိုဖန်တီးခဲ့ကြပါရယ်ထိုရှားတွေကတစ်သားဓာတ်နဲ့ဓာတ်အဆင့်အသုံးပြတာထက်ပိုပြီးထိခိုက်မှုနည်းစေသလိုဓာတ်ရည်လေးချိန်ချင်းအတွက်လည်းအမှန်တကယ်အကျိုးဖြစ်စေခဲ့ပါရယ်19ရာစုအစောပိုင်းကာလရောက်ချိန်မှာတော့ဘိုကူနဲ့ရှီနိုင်က တိုးတက်ပြောင်းလဲလာခဲ့ပြီးကံကျစ်စုတင်ကြားခြင်းမှလည်းအတိုင်းအတာတစ်ခုထိစနစ်တကျလှုပ်ဆောင်နိုင်ခဲ့ပါရယ် ။ဒိုကေကဂန်မူကန်၊ရမ်ပေကန်၊ရှီကကန်ဆိုတဲ့တိုင်းချောင်းသုံးချောင်းကလည်းအီတိုကီရဲ့အကောင်းဆုံးဒိုဂျိုဆိုပြီးနာမည်ကျော်ကြားခဲ့ပါရီ။1868ခုနှစ်မေဂျီပြန်လေထူထောင်ရေးခင်မှာတော့ဆာမူရိုင်းလူရန်စားတွေကိုဖျက်သိမ်းခဲ့ပြီးဓားတွေကန်ဆောင်ခြင်းကိုလည်းတားမြစ်ခဲ့ပါရီ။ရှာလန်အနေနဲ့ဆာမူရိုင်းတော်များများအလုတ်ကိုဆုံးရှုံးခဲ့ရသလိုကဲကျဉ်စုပညာလေးတိတိတသာကြာစင်းသွားခဲ့ပါရီ။ထိုချိန်ကာလမှာရဲဝန်နယ်နေကိုသာဓားတွေကိုကန်ဆောင်ခွင့်ပေးခဲ့ကြပြီးတော့ ကံကြီးစုကိုတိုင်းပညာလေးချင်းနဲ့ခမ်းမဖြစ်တဲ့ဒိုဂျိုရဲမှသာပဲအသုံးပြုခွင့်ပေးခဲ့ပါတယ်။ဒီလိုလုံရက်တေချောင်းမင်းအဲ့ဒီမူဝါဒပြဋ္ဌာန်းပြီးဆယ်နှစ်အကြာမှာဆာမူရိုင်းလူရန်စားတွေကပြည်တွင်းအစိုးရကိုစန့်ကျင်တဲ့စီနန်းသဘောထားကွဲလဲမှုကြီးဖြစ်ပေါ်ခဲ့ရပြီးဆာမူရိုင်းတွေဘက်ကရှုံ့နေခဲ့ရပါတယ်။ဒီလိုနဲ့အီတိုခီရဲ့28နှစ်မြောက်မှာ DNBK ဆိုတဲ့နိုင်ငံပူကျေးစုမြစ်တင်ရဲ့အဖွဲ့ချုပ်ကိုကံကြီးစုအပါအဝင်ဆာမူရိုင်းတို့ရဲ့တိုင်းပညာရက်တွေကို ထိမ့်သိမ့်ညှိတိမ်မှုရှိရပြီးတော့တည်ထောင်ခဲ့ပါတယ်။1899ခုနှစ်မှာတော့ဆာမူရိုင်းတို့ရဲ့တွေးခေါ်တွေကိုထဲ့သွင်းရေးသားပြုစုထားတဲ့ဘူရှိတို့ကိုအင်္ဂလိပ်ဘာသာနဲ့ထွင်ဝေခဲ့ပြီးအဲ့ဒီဆောင်က လူသိများထင်ရှားခဲ့ပါတယ်။1919ခုနှစ်မှာတော့ DMBK ကကက်ချင်းစုကိုကန်တိုအဖြစ်တည်ဝင်ပြောင်းလဲခဲ့ပါတယ်။1946ခုနှစ်ဒုတိယကမ္ဘာစစ်ပြီးကာလမှာတော့စစ်ပွဲအတွင်းဂျပန်လူမျိုးတွေရဲ့စီးရင်အုံပြုမှုကြောင့် ြာတန်းဥပဒေအရကန်တိုကိုတားမြစ်ခဲ့ပါတယ်။ဒါမြင့်မဲ့လေ1952ခုနှစ်မှာဂျပန်ကန်တိုအဖွဲ့အစည်းဖွဲ့စည်းခဲ့ပြီးတော့ကန်တိုတိုင်းပညာရေးရှင်လျားရေးတမိုင်းဆောင်ကိုအခြေခံကကျမ်းမာရေးဘဝရေးအရေးပါမှုအတွက်အကစားတစ်ခုအဖြစ်ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။1989ခုနှစ်ရောက်တဲ့အချိန်မှာတော့ဂျပန်လူမျိုးခုနှစ်တန်းလောက်ကကန်တိုကစားနေကြပါပြီ။ဂျပန်နိုင်ငံတစ်ခုထဲမှာနေမဟုတ်ပဲကမ္ဘာတဝန်းမှာပါကန်တိုကစားသူဦးရေက နှစ်စဉ်နဲ့အမျှတိုးတက်လိုလာခဲ့ပါရယ်။ကန်တိုကစားရမှာအသက်အရွယ်ကြာမှကန့်သက်ထားခြင်းမရှိပါဘူး။ကန်တိုကစားတွေကကစားသူကပြိုင်ဘက်ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့သတ်မှတ်ထားတဲ့ပြင်မဲ့တွေကိုရှီနိုင်နေတိုက်ခိုက်ရမှာပဲဖြစ်ပါရယ်။ဒါအပြင်အဲ့ဒီပြင်မဲ့တွေကိုချက်ဝတ်တစားဘိုကူနဲ့ကာကွယ်ပေးထားတာပဲဖြစ်ပါရယ်။အခုဆိုရင်တော့ကန်တိုဖြစ်ပေါ်လာရသမိုင်းကြောင်းကိုအတော်အသင့်ပြောပြခဲ့ပြီးပြီဆိုတော့ဂျပန်သားတိုင်းအကစားနှစ်သက်သူများအနေနဲ့သဘောကျနှိမ့်ဆိုင်လိမ့်မယ်လို့မျှော်လင့်မိပါရယ်။ အကာအကွယ်တွေဝစ်စင်ကကစားရတဲ့အကစားတစ်ခုဖြစ်တဲ့အတွက်ကြောင့်ထိခိုက်နာကျင်ရမှာကိုစိုးရိမ်စရာမလိုတဲ့အတွက်ပရိသတ်ကြီးတို့လည်းတစ်ခါလောက်စူးစမ်းကြည့်ပါလို့တိုက်တွန်းရင်းကဗီဒီယိုလေးကိုအဆုံးသတ်ပြီးတော့နှုတ်ဆက်လိုက်ရပါတယ်ရှင်။ဒီနေ့မှတင်ဆက်ပေးခဲ့တဲ့ဗီဒီယိုလေးကိုကြည့်နေတဲ့တင်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ channel လေးကို like နဲ့ share လေးလုပ်သားပေးကြပါဦးရှင်။အားဆရာပေးကြတဲ့ပေါမဆယ်မြောက်ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။